အနည်းကဂရီဘော်ဒီနဲ့ဆွစ်ဇာလန်ဘော်ဒီနှစ်သင်းရွေးချယ်ပေးထားတာနှစ်သင်းလုံးအကျွတ်အောင်တယ်ဗီဒီယိုကိုကြည့်လိုက်ရတဲ့ညီကိုတို့ကတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်ဒီနေ့စူပါဆန်ဒေးမှာတော့ဒါကျွန်တော်သုံးသင်းတွဲမောင်းလေးရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ခဲညီကိုတို့တပွဲသုံးတဲ့ free mount တွေရယူဖို့ကျွန်တော် Telegram link လေးကိုလည်း join ပေးထားပါအောင် profile လေးမှာဝင်ရောက်ကြည့်ရှုနိုင်သလိုကျွန်တော် comment လေးမှာလည်း Telegram link လေးချပေးထားပါတယ်ကဲပထမဆုံးပွဲဖြစ်တဲ့ Albania နဲ့ England တို့ရဲ့ပွဲလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင် လက်ရှိပေးထားတဲ့ဈေးနေနဲ့ကတော့အင်္ဂလန်ကဒါဘော်ဒီချေတလုံး90ရှုံပေးထားပြီးတော့ဂိုးပေါင်းနေနဲ့ကတော့သုံးလုံး60နိုင်ပေးထားတယ်။အင်္ဂလန်အသင်းကတော့ဒါအုပ်စု9ပွဲလုံးမှာအနိုင်ရရှိထားပြီးတော့ဒါခြေစစ်ပွဲကတော့အော်တိုအောင်ပြီးသားဖြစ်တယ်။အေဗီနီယာတင်းနေနေကတော့ဒါဒုတိယနေရာမှာရောက်ရှိနေပြီးတော့ဒါပလေးအော့ဖ်ဆက်ကစားရအောင်ပါပဲဖြစ်ပါတယ်။ဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်ဒါအင်္ဂလန်နဲ့ခုနှစ်ချိန်တွဲဆုံခဲ့တာမှာဒါခုနှစ်ချိန်လုံးရှုံးနိမ့်ထားခဲ့ပြီးတော့တကူးသာတွင်းနိုင်ခဲ့တယ်။ ပထမအကြော့မှာလည်းအင်္ဂလန်ကပဲ2စီးနဲ့နိုင်ခဲ့တယ်။ဒါအပြင်ဒါအင်္ဂလန်ကအိမ်ခွင်းဖြစ်တဲ့အပြင်ကိုဒါကစားသမားတွေရဲ့ဒါခြေစွမ်းရောအတွေ့အကြုံအပါပူတာတာကြောင့်ခြေအနေနဲ့ဆိုရင်ရောကျွန်တော်ကတော့အင်္ဂလန်ဘော်ဒီကိုပဲရွေးချယ်စီချင်ပါတယ်။ဒုတိယပွဲကတော့ဒါယူကရိန်းနဲ့အိုက်စ်လန်တို့ရဲ့အပီဖြုတ်ရမယ့်ပွဲပဲဖြစ်တယ်။လက်ရှိမှာတော့ယူကရိန်းကဘော်ဒီဂျေတလုံး90နိုင်တဲ့ဒါဂိုးပေါင်းချင်းအနေနဲ့ကတော့နှလုံး90ရှုံးပေးထားတယ် ဒီပွဲဟာနှစ်သင်းစလုံးအတွက်အဆင်အဆင်ကနေပြီးတော့ဒါ play-off နေရာအတွက်အဆုံးဖြတ်ပေးမဲ့ပွဲဖြစ်တယ်။ယူကရိန်းကတော့ play-off နေရာကိုဆက်လက်ထိန်းသားဖို့အတွက်ဒီပွဲမှာနိုင်မတော့ဖြစ်မယ်။ Iceland အနေနဲ့ကတော့ဒါတရေကျတာနဲ့တင်ဒါ play-off နေရာရရှိဖို့အခွင့်အရေးရှိနိုင်တယ်။ Iceland ကအရင်တော့ကလိုအားအသင့်စရာမျိုးတွေလုတ်ပြနိုင်တဲ့အသင်းမျိုးတော့မဟုတ်တော့ဘူး။ဟတ်တူကကိုကြည့်မယ်ဆိုရင်ယူကရိန်းနဲ့ Iceland တို့ကဒါ၄ချိန်တွေ့ဆုံခဲ့ပြီးတော့ ဒါတစ်ချိန်စီနိုင်တစ်ချိန်စီတရေကြပြီးတော့တစ်ချိန်စီရှုံနေခဲ့ဘူးတဲ့ပထမအချော့မှာကတော့ဒါယူကရိန်းကအိုက်စလန်ကိုဒါငါးကိုတကိုးနဲ့တော့တိတ်ထားခဲ့တယ်ပြီးတော့ဒီပွဲဟာနှစ်သိန်းလုံးအတွက်အရေးကြီးတဲ့ဖြစ်တာကြောင့်ကျွန်တော်ကတော့ဒီပွဲလေးကိုကြေးအရရောဆိုရင်ဂိုးပေါ်ကိုပဲရွေးချယ်ချင်ပါတယ်ကဲနောက်ဆုံးပွဲလေးကတော့အီတလီနဲ့နော်ဝေးတို့ရဲ့ပွဲလေးပဲဖြစ်တယ်ဒါကြေးအနေနဲ့ကတော့အီတလီကတရေ80ရှုံပေးထားပြီးတော့ဂိုးပေါင်းအနေနဲ့ကတော့ဒါ3060နိုင်ပေးထားတယ် နဝင်းတင်းဟာလက်ရှိမှာခုနှစ်ပွဲဆက်အနိုင်ရရှိထားပြီးတော့ဒါအမတ်ပေးစရာမှာဥဆောင်နေတယ်။ကိုးကွာခြားချက်အနေနဲ့ကတော့အီတလီထက်ကတော့အများကြီးတာတယ်။အီတလီကတော့အုပ်စုပထမနေရာရရှိဖို့အတွက်ဒါကိုးကိုးလောက်အကွာနဲ့နိုင်မှပဲဖြစ်နေမယ်။ဒါကတော့ဘယ်မှမဖြစ်နိုင်ဘူးပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ဒါအီတလီတင်းဟာပလေးအော့တော့ကစားရမယ်။ အဝေးသင်းရဲ့အဓိကအာသာချက်ကတော့ဒါညီကိုတို့သိတဲ့အတိုင်းဟာလန်ရဲ့ဒါတိုက်စစ်ပိုင်းမှာဖြစ်တယ်။ဟာလန်ကဒါခြေစီပွဲ9ပွဲမှာဒါ14ဂိုးတိတူတော့သွင်းယူထားတယ်ဗျ။အီတလီနေတဲ့ကတော့ဒါဆန်စီရိုအင်္ဂွင်းပြိတက်ရဲ့အားပေးမှုကအရေးပါလိမ့်မယ်။တွဲဆုံမှုတိုင်းမှာတော့အီတလီက ပိုပြီးတော့အသာစီးရခဲ့တာမျိုးတွေရှိခဲ့ပေမဲ့ဒါပထမအချော့ပွဲမှာ3-0ဆိုတဲ့ရလဒ်ကလည်းဒါနော်ဝေးရဲ့ခြေစမ်းအောင်ပြတ်တာနေတယ်။ ဒီပွဲကလည်းနှစ်သင်းလုံးအပြိုင်ဆိုင်ဂိုးသင်းမွဲပွဲမျိုးဖြစ်တာကြောင့်ကြေးရရောဆိုရင်ကျွန်တော်ကတော့ဂိုးပေါ်ကိုပဲရွေးချယ်ချင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်။